အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မြန်မာစံတော်ချိန်9:00နာရီခွဲမှာပဲဒါကျွန်တော်တို့ Chelsea နဲ့ Ipswich Town တို့ရဲ့ဒါကျွန်တော်တို့ ွဲရှိပါတယ်ဗောနော်အဲ့တော့ Chelsea အသင်းနဲ့လက်ရှိမှာဒါကျွန်တော်အပေါ်က senior စကစားသမားတွေဒါကျွန်တော်အောက်ကအသင်းတွေကလာမထင်မှတ်ပေးနေတာဒီတစ်ပတ်မှာရလက်ပိုင်းအဖြစ်ဒါကျွန်တော်တို့မတိမငင်ဖြစ်ခဲ့တယ်ဗောနော်ဒါလက်ရှိမှာအဲ့ဒီအပိုင်းဒါကျွန်တော်တို့အဆင့်3ကနေပြီးတော့အဆင့်ဒါကျွန်တော်တို့6လောက်ထိကိုဒါမနေ့ကဒါ City သင်းလောက်ပေးဒါကျွန်တော်ရလက်ပိုင်းရတော်တော်လေးကိုမှန်ကန်ခဲ့တဲ့သဘောမှရှိတယ်အဲ့တော့ပြောချင်တာက Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်ကိုသာနိုင်ခဲ့မယ်ဆိုရင်တော့အပေါ်ကဒါကျွန်တော် Northern Forest အသင်းနဲ့အမှတ်ပြန်ကတ်နိုင်မယ်အပြင်ကိုဒါအမှတ်လည်းပြန်ပြီးတော့ဒါကျွန်တော်တော်တော်လေးကိုနှိစက်သွားမယ်နေထားမှာဖြစ်တယ်အဲ့တော့လက်ရှိမှာ ာ Chelsea သိနေတာဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကတော်တော်လေးကိုအရေးပါမဲ့ crucial ပွဲတစ်ပွဲလို့ပြောလို့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်သား Chelsea အသစ်နိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်အဆင့်3နေရာက Nottingham Forest နဲ့ဒါကျွန်တော်တိုတယ်အဖြစ်အမှတ်တမှတ်ပဲကွာတော့မယ်အနေထားဒီရောက်သွားမယ်ဒါဟာတော်တော်လေးကိုပြန်ကြည့်မယ်တော်တော်လေးကိုဒါ might တဲ့ဒါကျွန်တော်အခြေအနေတစ်ခုကိုဒါ Chelsea သင်းပေါ်ဆောင်ခွင့်ကပြောချင်တာဒါလည်းရှိမှဒီရာဒီကိုတော့မှ Chelsea သင်းနဲ့တကယ်တမ်းဒီလိုမျိုးတည်တည်ငြိမ်ငြိမ်သွားခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့ရမှတ်ရလက်ပိုင်းအရာဒါကျွန်တော်တို့ Nottingham Forest ကိုတော့ကြော်ပြီးတော့အဆင့်3နေရာကိုဒါကျွန်တော်တို့ ဆိုခုနိုင်တဲ့အနေထားမှာရှိတယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ချက်စီးတင်းအတွက်အရေးပါဆိုတဲ့ဘက်က Switch Town ဘက်ကလည်းအရေးပါတယ်။ Switch Town အနေနဲ့အခုလက်ရှိမှာဒါတစ်ဖက်ကသူ့အပေါ်ကတာ Wolves အသင်းကလည်းပွဲချက်တစ်ပွဲဖြစ်နေတာကျွန်တော် Tottenham Hotspur အသင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒါသူတို့ကလည်းဒါကျွန်တော်ချက်စီးအသင်းနဲ့ရင်ဆိုင်ရတယ်။ပြောချင်တာကလက်ရှိအခြေအနေလိုမျိုးမှာဒါကျွန်တော် Assist 6 Second 18သုံးသင်းလုံးကလက်ရှိနေထားရဒါဒီတစ်ဘက်ပွဲချက်ဒီအနေနဲ့ဖြတ်သန်းရတယ်။တစ်ဖက်က West Ham ကလည်း Liverpool အသင်းနဲ့ရင်ဆိုင်ရတယ်။ Wolves ကလည်းလက်ရှိမှာ Spurs အသင်းနဲ့ရင်ဆိုင်နေရမယ်။ Wolves Switch Town ကလည်းလက်ရှိမှာဒါကျွန်တော်တို့ချက်စီးနဲ့ရင်ဆိုင်။အဲ့တော့လက်ရှိမှာ ှမျောလင်းချက်အဖြစ်ဆိုရင်တော့ဒါပုံမှန်လင်းပြောရမယ်ဆိုရင်ရည်တည်ရည်တည်ရည်တည်လေးပဲကြံ့တော့တဲ့အနေဒါတစ်ခုမှာ iswitch down နေတဲ့ဒီနေ့ပွဲစဉ်ကိုသာရှုံးခဲ့မယ်ဆိုရင်တော့တန်းစင်ဘူးပို့ပို့ပြီးတော့တေးကြလာမှာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပွဲချက်အဖြစ်တော့မယ်ဆိုတော့ပွဲ9ပွဲကြံ့တဲ့အချိန်မှာဒါကျွန်တော်အပေါ်ကဒါကျွန်တော်အသင်းနဲ့အတူ iswitch down ကဒါတိုတဲအဖြစ်အမှတ်12မှတ်กว่าတယ်အဲ့ပြောချင်တာက၄ပွဲဆက်တစ်ဖက်က woof အသင်းရှုံးနေမှရမယ်ဒါပေမဲ့လက်ရှိ woof ရဲ့ခြေစွမ်းရဆိုလဲ woof ကနောက်ဆုံး3ပွဲဆက်နိုင်ထားတဲ့အသင်းအသင်းဖြစ်ထားတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာ spa နဲ့ပွဲစဉ်မှာသူတို့ကအိမ်ဝင်ဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်က spa အသင်းကလည်းဒါသူတို့အနေနဲ့အာဆ ဆိုင်ပြီးဆော့ပါမလားဆိုတဲ့အခြေအနေကြောင့်မို့ Iswitch ကကိုကျမကိုကိုဖန်တီးရမယ်ပွဲတစ်ပွဲဖြစ်တယ်အဲ့တော့ ပြောချင်တာကဒီနေ့ပွဲစဉ်မှာ Chelsea ဘက်ကတော့ကျွန်တော်နှစ်သင်းလုံးဘက်ကိုကြည့်မယ်ဆိုတာဒီနေ့ပွဲစဉ်က crucial ဖြစ်တယ် Chelsea ဘက်ကပြန်ကြည့်ပြန်တော့လေဒီနေ့ပွဲစဉ်ကဘာလို့ crucial ဖြစ်လဲဆိုတော့အဆင့်3တီတက်နိုင်မဲ့အခွင့်အရေးကိုဒီနေ့မှာကိုယ့်ဟာကိုယ်ဖော်ဆောင်ရမယ့်အနေအထားမှာရှိတယ်တစ်ဖက်ကလည်းဒါ Eswe ဘက်ကပြန်ကြည့်မယ်ဆိုတော့ Tanzison ကနောက်ဆုံးအသက်မျော့မျော့လေးကျန်တဲ့ဥစ္စာကိုဒါ survive လုပ်ဖို့အတွက်ဒီနေ့ပွဲစဉ်ကဒါ must win ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောလို့ရမယ်တမပါအဲ့တော့ Chelsea ရဲ့လက်ရှိပွဲစဉ်တွေကိုကြည့်မယ်ဆိုတော့ Chelsea က La Liga ဝါဆောမှာဟိုဒါကျွန်တော်ပူလန်ဘက်မှာသွားပြီးတော့ကိုဒါကျွန်တော်တို့ လက်ရှိ conference league မှာဒါ၃ဂိုးပြအနိုင်ယူထားခဲ့တယ်ဒါ premier league မှာဒါပူပူလောလောမှာ brand foot ကိုတည်ရေးကြခဲ့တယ်အဲ့တော့ပြောချင်တာက chelsea အသင်းနဲ့ဒီရလပိုင်းရတာကျွန်တော်ပြည်သက်တွေနဲ့အခုလက်ရှိမှာတိတ်တော့သဘောမကျပေမဲ့ရလပိုင်းရတော့အကောင်းနေတယ်လို့ပြောလို့ရမယ်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ arsenal သင်းကိုဒါရှုံးပြီး chelsea အသင်းနဲ့ကျန်တဲ့ပွဲစဉ်တွေကိုဒါ၃ပွဲနိုင်တယ်တပွဲတည်ရလပိုင်းရတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ် iswich တောင်ကလည်းလက်ရှိမှာဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲစုံ၅မှာတောက်လျှောက်အရှုံးနေတယ်ကြီးပဲစင်ထားရတယ်၃ပွဲရှုံးတယ်ဒါကျွန်တော်တပွဲတည်တပွဲနိုင်တယ်နိုင်ထားတဲ့ပွဲစဉ်ကတော့ away win မှာဒါကျွန်တော် afc ဘိုးမော့ကိုနိုင်ထားတဲ့ပွဲစဉ်ကလွင်အဲ့ဒီ တော့ဘလင်နာကလက်ရှိဒါကျွန်တော်မမဲ့ရပါပဲ Chelsea အသင်းကိုဒါကျွန်တော် Ipswich Town ကသူတို့ရဲ့အိမ်ဝင်းမှာဒါနိုင်ခဲ့တယ်2-0ဆိုရရလဲအဲ့တုန်းကဒါမမဲ့ရတာသူတို့ရဲ့အဓိကဒါတိုက်ဆက်မှုတွေဖြစ်တဲ့ Delap နဲ့ Hutchinson တို့ရဲ့တော်တော်လေးကိုတေသက်လှပ်ပါလေ twin goal နဲ့တူဒါကျွန်တော် Chelsea အသင်းကိုနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Chelsea အသင်းကဒါမမဲ့ရနောက်ဆုံးဒါကျွန်တော်တို့ Ipswich ကိုနိုင်ခဲ့တာဒါ8-0နဲ့ဒါ FA Plus မှာဖြစ်နေ2017ကောင်းပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်လက်ရှိမှာ Chelsea အသင်းကိုမနိုင်တာနာနှစ်နဲ့တွက်မယ်ဆိုရင်ဒါကျွန်တော်တို့တူတဲ့အပြည့်14နှစ်လောက်ရှိပြီလို့ပြောလို့ရတယ်အဲ့တော့ ပြောချင်တာကအဲဆွစ်တောင်ကသူတို့အိမ်ကမှဒါမထင်မှတ်ပဲနဲ့ချက်စီကိုနိုင်သွားခဲ့တယ်ချက်စီကိုနိုင်သွားခဲ့တဲ့အချိန်မှာဒါချက်စီရဲ့အိမ်ကမှပြန်လဲပြီးရင်ဆန်ရမယ်အဲ့တော့လက်ရှိမှာဒါချက်စီအသင်းအနေထားရပြန်ကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒါလီဂီယာဝါဆော့ရဲ့ပွဲစဉ်ကလွင်ချက်စီအသင်းကတိုက်စစ်ပိုင်ရတော်တော်လေးအားနေနေတာကိုတွေ့ရမယ်ဒါတစ်ဖက်ကလီဂီယာဝါဆော့ကလည်းဒါကျွန်တော်တို့ conference league level မလို့အဲ့လိုမျိုးဂိုးတွေသွင်းလို့ရတယ်လို့ဆိုလို့ရမယ်အနေထားမှာရှိအဲ့တော့ premier league အသင်းအနေနဲ့တွေ့မယ်ဆိုရင်တော့အခုချိန်ထိတော့ချက်စီအသင်းကဂိုးတွေရဖို့အတွက်ခက်ခဲနေစေဖြစ်တယ်နိုင်သွားခဲ့တဲ့ Tottenham Hotspur ပွဲစဉ်မှာတော့1-0ဆိုရရလဲတကူးဆိုရရလဲနဲ့ချင်းမြောင်းဆိုတာ နိုင်သွားခဲ့တာဖြစ်ပြီးတော့ဒီတိုက်စစ်ပိုင်းကလိုအပ်ချက်တွေပြည့်နေခဲ့တယ်။ဒါပေမဲ့တိုက်စစ်ပိုင်းကလိုအပ်ချက်တွေပြည့်နေတဲ့တိုက်စစ်နေနဲ့အခုလက်ရှိမှာဒါ Nicola Jackson ပြန်ပါလာပြီ။ကိုးပါမပြန်ပါလာပြီ။ Nonni Maduiki ပြန်ပါလာပြီ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Ligia Watson နဲ့ပွဲစဉ်မှာတကယ်ကိုခြေစွမ်းပြခဲ့တဲ့ Nonni Maduiki နေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တေချာတာတစ်ခုကတော့ Full Line နဲ့ပနေနဲ့ပြပွဲထွက်ခွင့်ရမယ်လို့ကျွန်တော်အနေနဲ့မြင်လို့နောက်တစ်ခုအနေနဲ့လက်ရှိမှာ Chelsea တင်းနဲ့နောက်ပိုင်းတိုးတက်လာတာက Defensive ပိုင်းမှာ Defensive Defensive ပိုင်းမှာဒါ Chelsea တင်းနဲ့ဒါမစိုးဘူးလို့ပြောလို့ရတယ်။ Defensive ပိုင်းတော်တော်လေးကိုတိုးတက်လာတယ်။ပြီးတော့ခုနကပြိတ်သက်တွေမကြိုက်ပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ပရီးမီးယားလီဂ်မှာဒါကြောင့်လက်ဆွဲအပြဆုံးဂိုးသမားအနေနဲ့ဒါတင်ထားခဲ့တာရောဘတ်ဆန်ချက်စတာဒါကျွန်တော်ပရီးမီးယားလီဂ်ဘက်ကနေပြီးစာတောင်းတင်ထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီဘက်ကတော့ကျွန်တော် Iswich Town ဘာဖြစ်သွားလဲ Iswich Town နေနဲ့အခုလက်ရှိ personally ရပြောသူတို့ရဲ့ဒါကစားသမားတွေကအဆင့်နဲ့တော့ရှိတယ်ဗျတကယ်ဥစ္စာနဲ့မှလက်ရှိမှာ Liam Delap ဆိုရင်ဒါကျွန်တော်လက်ရှိ Premier League မှာ73ဂိုးလား14ဂိုးလားအဲ့လောက်တိတိတွင်းထားတဲ့ကစားသမားတယောက်ဖြစ်တယ်ပြီးရင်တော့လက်ရှိခုနကပြောလို့ Hutchinson လိုကစားသမားမျိုးတွေရှိတယ်ပြီးရင်လက်ရှိမှာဒါကျွန်တော်တို့ Brighton ကအငါခါဟာနေတာ NC ဆိုလို့ကစားသမားမျိုးတွေရှိတယ်။ Cardiff State တပြောချင်တာဗျာသူတို့ရဲ့ကစားသမားတွေ individual တယောက်ချင်းစီကြည့်မယ်ဆိုတော်တော်လေးကိုအရေးချင်းရှိတယ်သူတဲ့တဲ့။ဒါပေမဲ့ပြဿနာကဗျာအသင်းတိုင်းစုဖွဲ့မှုမှာတော့ဒါ Ipswich Town ကတော်တော်ကြီးကိုအားနည်းတဲ့အသင်းတဲ့လို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ်ဗောနော်။အဲ့တော့လက်ရှိမှာဒါနီးပြကကီရယ်မကင်နာဒါဆိုရင်နိုင်ဗောလက်ရှိမှာတန်တက်လာတဲ့နီးပြရည်တွေနဲ့ကိုအသင်းကြောင်ကိုနားမလည်တာလားဘာလားတော့မသိဘူးဗောနော်။တအားလွန်ကျွန်ဖွင့်ဆော့လုံးတဲ့အသင်းတွေလို့မြင်ရတယ်မှာပါ။အဲ့လက်ရှိမှာဒီနေ့ကြားရတဲ့သတင်းတွေရဆိုတော့ Hutchinson နဲ့ဒါပွဲပါဖို့တော့မသေးကြဘူးကြားရတယ် ော့ဝင်းဘက်ကစားသမားဖြစ်တဲ့အော့ဘင်းလက်ဒီနေ့ပေါ်တော့မပါလာနိုင်မှုသိရတယ်အဲ့တော့ပြောချင်တာကလက်ရှိအခြေအနေတွေကဒါကျွန်တော်တို့တည်ကြတာတခုကတော့ဒါကျွန်တော်အမက်ကန်နိုင်အေဆွစ်ကတန်းစင်ဘူးတော်တော်လေးကိုတည်ကြရည်ဒါမှဖြစ်သွားပြီအဲ့တဖက်ကဒါပြန်ကြည့်မယ်ဆိုရင်အန်ဆိုမရက်စကာရဲ့ချယ်ဆီအသင်းအနေနဲ့ပြန်ကြည့်အောင်ချယ်ဆီအသင်းကျွန်တော်အန်ဆိုမရက်စကာချယ်ဆီအသင်းမှာလက်ရှိမဒန်လူစင်းကတော့ဒါ first line network ကစားသမားတွေနေလာခဲ့ပြီးဒါကျွန်တော်တိတိလောက်က cancel ပိုင်းနဲ့ DM တယောက်ကလွင်ချင်းနဲ့ကစားသမားတော်တော်များပြန်ပါလာခဲ့ပြီး Wesley Fofana နဲ့ Lavia ကလွင်တော့ Chelsea တင်းကလူပြန်ဆုံလာခဲ့တဲ့အနေအထားတစ်ခုရောက်ရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ what's up တင်းကြောင့်လို့ဆို Israel အတင်းကြောင့်နည်းနည်းထပ်ပြောအောင် Israel အတင်းကခုနပေါ်ပြီလက်ရှိဒါ Israel အတင်းတသိန်းနဲ့မဟုတ်ဘူးပေါ့နော်ပြဿနာကဘာလဲဆိုတော့ဟိုအသင်းငယ်တွေနေနေအခုလက်ရှိမှာတန်တက်လာတဲ့အသင်းတွေနေနေသူတို့နီးပြတယ်ရောသူတို့အသင်းကိုဒါပထမအဦးဆုံးဗျာအဲ့ဒါမှပထမအဦးဆုံးဒါအသင်းတန်တက်လာတဲ့အသင်းတွေရဲ့ဒါပထမအဦးဆုံး main objective ကတစ်ခုရှိရဲအဲ့ဒါကဘာလဲ အဲ့ဒါက survive ပဲအခုလက်ရှိတာကျွန်တော်မနစ်ကဒီနှစ်ကောအခုနောက်ပိုင်းတိတိတသားဖြစ်လာတာတန်တက်လာတဲ့အသင်းတွေက Premier League club တွေကိုရှင်ဖို့အတွက်တော်တော်လေးကိုခက်ခဲတယ်တော်တော်ကြီးကိုခက်ခဲတာနည်းနည်းလေးတော့မဟုတ်တော်တော်ကြီးအဲ့ဒါဒီနှစ်မှာတန်းဆင်းသွားပြီဆိုတာတည်ကြဥစားဆောက်တန်းဆိုတန်းဆင်းသွားပြီတည်ကြသွားပြီဒါ Premier League ရဲ့တမိုင်းတစ်ချောင်းအဆုပ်အဆုပ်ပြတ်ဆုပ်အသင်းတွေနဲ့မှတ်တမ်းအောင်ဝင်သွားခဲ့တယ်အခုလက်ရှိမှာ Leicester နဲ့တန်းဆင်းဖို့အတွက်တည်ကြလောက်နေနေဖြစ်နေပြီ Ipswich နဲ့တန်းဆင်းဖို့အဲ့တော့ပြောချင်တာမနစ်ကမှတက်လာတဲ့အသင်းတွေကဒီနှစ်မှာဘယ်လိုဖြစ်လဲအဲ့လိုဆိုပြဿနာကနီးပြားနေပြအခုလက်ရှိမှာဒါကျွန်တော် Leicester နီးပြား Steve Cooper တော့လည်းဒီတိုင်းပဲဒါကျွန်တော်တို့အခုလက်ရှိဒါ ို့ခု Mr. Rhino တော့လည်းဒီတိုင်းပဲအခုလက်ရှိ McKenna လည်းဒီတိုင်းပဲဒါကျွန်တော်တို့တစ်ဖက်ကဟို Russell Martin တော့ကအခုလက်ရှိမှာဒါ Jurid ထုတ်ခံတော့ဒီတိုင်းပဲပြောနေတာဗျာ ဟိုပွပွလင်းလင်းပြောရမယ်ဆိုရအခုလက်ရှိမှာဒါနီးပြတွေကကိုယ်အသင်းကြောင့်ကိုနားမလဲပထမအောင်ပြောမိတာ brand food တို့ brighton တို့တက်လာတော့ငါမမက်ရ brand food တို့ဆိုသူတို့ရဲ့ပထမအောင်ဆုံးလောက်မှာ survive ပဲ survive လို့ပြီးမှဒါကြောင့် premier league ကရတဲ့ဝင်ငွေနဲ့အသင်းကိုတစ်ဖြည်းဖြည်းနဲ့ပြန်ထပ်ပြီး mid table club ကိုပြောင်း mid table club ကနေပြောဒါကျွန်တော် first team ကိုပြန်ပြောင်းအဲ့လိုပုံစံမျိုးသွားမှာမဟုတ်ဘူးကိုကသူတို့ကတခါတည်းကနာပေါ်လို့ဥရောပဝင်ဝင် europa league ဝင်ဝင်မဆိုင်ဘူးနေကျွန်တော်ပြောတန်တက်လာတဲ့အသင်းတစ်သင်းကအဲ့လိုမျိုးမှန်းလို့မှမရအဲ့တော့တစ်ဖက်က chelsea အသင်းကလက်ရှိမှာ cancel ပိုင်းတောင့်တင်းတဲ့အသင်းတစ်သင်းနဲ့တစ်ဖက်ကဒါကျွန်တော် kieran mckenna ရဲ့အသင်းအနေနဲ့ဒါဒီနေ့ပွဲစဉ်မှာတော့ ော်တော်လေးကိုကခဲမယ်လို့မြင်တယ်။မကန်နိုင်တဲ့ကတိုက်စစ်ကတော့ကောင်းတယ်ခန်းစစ်ကတော့ဟောင်းလောင်းပဲ။အဲ့တော့ဒီနေ့မှာဒါချက်စီးတဲ့နာမြန်နှုတ်မြင့်တိုက်စစ်တွေဖြစ်တဲ့ Net 2တို့ Matt Wiggy တို့ဒါ Jackson တို့နဲ့အတူဒီနေ့ပွဲစမှာ Jackson ကိုပြန်ရလာမယ်လို့တော့ကျွန်တော်တို့မြင်မိတယ်။ပါမားနေတဲ့ဒီနေ့ပွဲစမှာသူ့အတွက် confidence ပြန်လဲတည်ဆောက်ဖို့အတွက်အသင့်တော်ဆုံးပွဲတစ်ပွဲလို့ကျွန်တော်ကတော့ပုတ်ကူရေးရာရာမြင်မိတဲ့ပွဲတစ်ပွဲဆိုရင်တော့မှားမယ်တော့မသိဘူး။အဲ့တော့ဒီနေ့ပွဲစမှာချက်စီးအသင်းရဲ့တိုက်စစ်ကတဖက်ရဲ့ဒါယူပေါက်တွေအများကြီးရှိနေတဲ့ဒါ Iswe အသင်းရဲ့ခန်းစစ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ကတော့100%ယုံကြည်တယ်။ဒါပေမဲ့ချက်စီးတဲ့အခုလက်ရှိမှာဒါတဖက်ရဲ့တိုက်စစ်မှုတွေကိုတော့ ဒါကျွန်တော်တို့အထင်မသေးသင့်ဘူးလို့မြင်တယ်အထူးသဖြင့် Liam Delap တော့ Liam Delap ရဲ့တိုးအားယုံအားတွေကတဆင်ရနိုင်မလားမဲ့ဒါကျွန်တော်အခြေအနေဒီကူဒါကျွန်တော်တို့ Chelsea သင်းနဲ့ဒါကောင်းကောင်းချိန်သေးဒါပေမဲ့လက်ရှိမှာ Chelsea သင်းကခံစစ်ပိုင်းကတိတ်ပြီးပြောစရာမလိုတော့ကြောင့်ဒီနေ့ပေါ်ဆုံးမှာကျွန်တော်ကတော့ Chelsea သင်းအနိုင်ယူသွားနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရရမြင်မိတယ်တိုးရမဲ့တော့ညာလဲဘောလုံးကြီးကလုံးနေတော့ကြပါမလို့ဖြစ်သွားနိုင်တယ်ဒါခုနပေါ်လက်ရှိမှာမနေ့ကဆိုတဲ့ Brighton နဲ့ဒါ Leicester ပေါ်ဆုံးမှာ Leicester နဲ့နောက်ဆုံးချိန်ထိယုံပြသွားခဲ့တာပဲအဲ့တော့ပြောချင်တာကတန်းစစ်ဆုံးရဲ့ယုံအား Everton မှာကြောက်ဖို့ကောင်းတယ်ဒါကြောင့်မို့ဒါ Chelsea သင်းနဲ့ဒါကြီးကိုတော့မပေါ်သေးဘူးဒါပေမဲ့အထင်နဲ့အရင်မကြီးသင့်ဘူးလို့ကျွန်တော်အနေနဲ့ပြော point နဲ့ပဲကျွန်တော်တို့သုံးကုန်ပြီပေါ့။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ DB4 ဤတို့မှာကျင်းသူဆိုတော့ပေါ့အောင်ကုညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုနဲ့ DB4 ဤတို့ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မျက်စောကုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုနဲ့ DB4 ဤတို့ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မျက်စောကုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။ ုံမြန်မြန်ကလစ်မှာမြန်နိုင်ငံဖြစ်ပါတယ်ကျွန်တော်ဒါငလင်းဘေးတန်တကူချင်းနေတာမနက်ကလည်းငလင်းထပ်ဖြစ်သွားတယ်လို့တင်းသိရပါတယ်အားလုံးပဲကြိုးစားကြပါအားလုံးပဲကောင်းမွန်တဲ့ကြံကိုလည်းပြီးသားစုနဲ့တပြေပြေရွှေရွှေစုမှုပြဖြတ်တန်းနိုင်ပါဆိုတော့ဒီညကနေပဲစုမှုကောင်တောင်းပေးပါတယ်အားလုံးမကြိုးတမိုင်းကျွန်တော်တို့နောက်မှ AC တူကြတော့ဗောဒေဖော်ပါ